ျွန်တော်ရဲ့ sovereignty ဘိုင်မိုဒူလေးအစီအစဉ်အပြောင်းလဲကြိုးလိုက်ပါတယ်။ကျွန်တော်ရှေ့မှာ sovereignty နဲ့ပတ်သက်ပြီးတော့တခြင်းစာသားနဲ့ပတ်သက်ပြီးတော့အတွေ့အခေါ်အကုန်လုံးတခြင်းစာသားအတွေ့အခေါ်တွေဘယ်လိုစဉ်းစားရမလဲ။ဟိုတဘာဝနဲ့ဘယ်လိုချက်ချက်စဉ်းစားရမလဲဆိုတော့ရေးချင်ငယ်တခြင်းစာသားလေးချင်ငယ်၅ခုပြည့်အချိန်မှာကျွန်တော်အခုက melody making ပေါ့နော်။ကျွန်တော်တို့တခြင်းရေးလူတယောက်အတွက်အဓိကလိုအပ်တာပါတယ်ဆိုတော့ melody ကို ကိုစဉ်းစားတဲ့စာသားလေးပေါ်မှာထဲဖို့ melody ပေါ့နော်ဒါမှမဟုတ် melody ပေါ်မှာစာသားစာသားထဲမလာဘူးနော်သူကအဲ့ဒါ melody making ရဲ့ပထမဆုံးအရေးကြီးတဲ့အချက်တွေကိုကျွန်တော်အခြေခံစပြီးတော့ရှင်းပြပါပါဒါကအခုမှသတင်းရေးဖို့စူးစမ်းနေတဲ့လူတွေဟိုတီဗီတာဗီတာလူတွေတာမျိုးပေါ့ကျွန်တော်အခုအခြေခံအစတင်မှာဖြစ်တဲ့အတွက်အခုမှသတင်းရေးဖို့စူးစမ်းနေတဲ့လူတွေအတွက်ကျွန်တော်ဒီ lesson ကိုစိုက်ပါတယ်ဒီ lesson ကတော့ lesson number 6ဖြစ်မှာပေါ့ကျွန်တော် ရှင်းမှာ1 to 5က စာသားတချင်းစာသားလေ့ကျင့်ခန်းဆိုပြီးတော့ကျွန်တော်ပြောထားတယ်အဲအခုကတော့ကျွန်တော်တို့ရဲ့ပထမဆုံး melody making ပေါ့နော်ဟိုတန်စင်ပြုလုပ်တဲ့လေ့ကျင့်ခန်းနံပါတ်1ပေါ့နံပါတ်1ကတော့ရှင်းလေးရဲ့ကျွန်တော်ကော့တွေရှိရဗျာကော့တွေမှာ major ကော့ရှိမယ် minor ကော့ရှိမယ် seven ကော့ရှိမယ် minor 7ကော့ရှိမယ် diminished ကော့ရှိမယ်ပြီးရင်6ရှိမယ်11ရှိမယ်အဲ6ပိုင်းတိုင်းပါကြပေါ့အများကြီးရှိမယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတစ်ချင်းရေးမဲ့လူတယောက် ဒါမှမဟုတ်ဂီတာတီးမဲ့လူလူဂီတာတီးမဲ့လူတယောက်ကကျွန်တော်တို့အရင်ဆုံးကမေဂျာဆိုတာကအကီးတစ်ခုမဖြစ်ပါစေစကေးတစ်ခုမှဖြစ်ပါစေမေဂျာအတန်ကပါဝါအရှိဆုံးဒိုမိနိတ်အဖြစ်ဆုံးအတန်ဖြစ်တယ်။ဆိုရွတ်တယ်ကျွန်တော်ကအခုပထမဆုံးတချင်းရေးဖို့စူးစမ်းရလူဖြစ်ဖြစ်ဂူမဂီတာစတီးဖို့စူးစမ်းရလူဖြစ်ပထမဆုံးလေ့ကျင့်ခန်းတွေမေဂျာခေါ်တွေကိုကျွန်တော်တို့အရင်ဆုံးဒီကျင့်ရမယ်။ကျွန်တော်စတီးပြမယ်စီပေါ့နော်။အဲ ကျွန်တော်တို့ဟိုမက်ထရိုနုံးဖွင့်တီးပါမက်ထရိုနုံးဖွင့်တီးရင်တော့ပိုရှင်ပြောရဲအခုဒီဖုန်းတွေထဲမှာမက်ထရိုနုံးဟို software တွေအများရှိပါတယ်ကျွန်တော်မက်ထရိုနုံးကိုဟို65 85ကြားတယ်ဒီပေါ့နော် C ဝါမက်ထရိုနုံးဖွင့်တာပါ အဲ့လိုပဲ alternative thinking နေနဲ့ကျွန်တော်တို့ဟိုစီအားနေ DO ပြောင်းနေဟိုဒိုအားနေ re ပြောင်းနေပေါ့ first degree အားနေ second degree ကိုပြောင်းနေဟာပြီးတော့ second အားနေပြီးတော့ first ကိုပြောင်းအောင်နေ re အားနေဒိုကိုပြောင်းအောင်နေဒီကံပေါ့ပြောင်းတယ်ပေါ့နော် D C ပြန်ဒီ မဆုံးလေ့ကျင့်ခန်းအနေနဲ့ကျွန်တော်မေဂျာတို့မေဂျာကိုလေ့ကျင့်နေကြပါတယ်မေဂျာတို့မေဂျာဆိုတာကျွန်တော် C to D ဆိုတာ C to D ပေါ့ပြီးရင်ဟို Adobe အရေးကြီးဆုံး Adobe အရေးကြီးဆုံးဖြစ်တဲ့ Soap ပေါ့ Soap ပေါ့ Fit degree ပေါ့၅ခုမြောက် Soap ပေါ့ C to G ပေါ့နော် တဆင်းရဲ့အချိန်မှာကျွန်တော်တို့ဒီ CR နေပြီးတော့ GO ကူးတဲ့အခုပြောင်းအာ key chain အချိန်မှာပေါ့ကျွန်တော် AR နေပြီးတော့ E ဖြစ်ဖြစ်မှာပေါ့နော်အဲ့လိုမျိုး key chain တဲ့အချိန်မှာကတသက်ပေါ့အဓိကနားလည်ထားမှာတချင်းရဲ့ major ထဲမှာ draw နေပြီးတော့ဆိုသွားတယ်အဲဟို core theory ရဲ့ first degree core ကနေပြီးတော့သူ့ရဲ့ major core ရဲ့ draw core ကနေပြီးတော့ဟို fifth degree so core five ကိုသွားတယ်ပေါ့နော်အဲ့ဒီဟာ C ဆိုရင်ဒီကျွန်တော် G ဖြစ်တာပေါ့အဲ့ဒါကိုကျွန်တော်က ဟိုမက်ထရိုလုံးခွင့်မှာ65နဲ့85ကြားရတဲ့ခုတီးပါတီးပြီးတော့ C ရနေပြီ2 3 4G ခုပဲ1 2 3 4အဲ့မေဂျာတူမေဂျာအကူပြောင်းလေးကိုနားကမှတ်မိအောင်ဒီပါအနေဆုံးအနေဆုံးမက်ထရိုနုံးနဲ့ဒီပါဆိုတော့ကျွန်တော်ရဲ့ဒီပထမလေ့ဆင်တဲ့ဟိုမေဂျာကော့တူမေဂျာကော့လက်ဆင်ပါပထမလေ့ဆင်ပါပြီးတော့ခုနကကျွန်တော်ထပ်ပြီးတော့ C ရနေပြီးတော့ကျွန်တော်က F ကိုကူးမယ် ဟိုဒိုဒူဖာပေါ့ဟို1 degree က effect degree ကနေတော့ဟို4 degree ပေါ့ဆိုတော့အဲ့ဒီဟာကအသုံးများတယ်ဒိုဒူဖာ C2G ထားပေါ့ C2 sorry ဒိုဒူဖာက C2F ပေါ့ပြပြမယ်မက်ထရိုနိုဖွင့်ပြီပါနော်အဲ့ဒါကိုထုံးစံတိုင်းကျွန်တော်တို့ပြန်ပြီးတော့ပြောင်းပြန်ဟိုဖာနေပြီးတော့ဒိုဖာနေဒိုဖြစ်တဲ့အတွက်ကျွန်တော်တို့ ဟို CG ဆိုတော့ F ကနေပြီးတော့ C ကိုပြန်သွားမယ်ဟိုတစ်ချက်ချင်းပဲခတ်ပါမယ်အပေါ်ပဲခတ်ပါမယ်အတန်ကိုနားထောင်ပါဟိုဖာကနေဒိုကူးတဲ့အတန်နားထောင်ပါကျွန်တော်ရှေ့မှာတီးခဲ့တဲ့ဒိုကနေဖာကူးတဲ့အတန် Now first degree ကနေပြီးတော့ fourth degree ကိုကူးတဲ့အတန်အဲ့ဒါကိုအရင်ကြည့်ပါမယ်ကျွန်တော်အဲ့ဒါကိုထပ်ပြီးတော့ဘောင်းမြန်လေ့ကျင့်နေပို့ alternate alternating

ဟိုဒိုးခြေပြူးရမယ်ကျွန်တော် C key ဆိုတော့ကျွန်တော် CO ခြေပြူးပြီးတော့ C ကနေ F C ကနေ G C ကနေ D ပေါ့ကျွန်တော်အဲ့လိုအဲ့ဒီက major chord တွေပဲ minor လုံးဝမတီးပါနဲ့ဟို major to major အခုပြောင်းလေးကိုပဲလေ့ကျင့်ပေးပါပြီးရင်ကျွန်တော်ဆက်တွေ့ကြတာပေါ့